ဗမော်ရင်ခရပူပေါင်းတပ်ကလက်လွတ်လိုက်ရသောစစ်တပ်စခန်းတချို့ကိုပြန်လည်သိမ်းပိုက်တိုက်ပွဲအတွင်းစစ်တပ်ဘက်မှတေဆုံးမှုများပြားပြီးတိုက်ပွဲများဆက်လက်ပြင်းထန်နေ2025ခုနှစ်အောက်တိုဘာလ2ရက်နေ့ကချင်ပြည်နယ်ဗမော်မြို့သိမ်းတိုက်ပွဲတွင်ခရပူပေါင်းတပ်ကလက်လွတ်လိုက်ရသောအကြမ်းဖက်စစ်တပ်၏တပ်စခန်းတချို့ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်းခရရှီတန်းတရင်မြစ်ကရန်ကုန်ခေတ်တည်တရင်ဌာနထံသို့ပြောကြားသည် စက်တင်ဘာလ24ရက်နေ့တွင်ဗမော်မြို့ရှိတုံးမိုင်စခန်းရွှေပြည်သာစခန်းနှင့်တခြားဖျားကြောင်းကုန်းတို့ကိုအကြမ်းဖက်စစ်တပ်၏အမှတ်စဲတပ်မတော်စစ်တပ်ရင်မဆရဲနှင့် အမှတ်5ဆက်တွေ၏တပ်တို့ကစစ်ကြောင်းနှစ်ကြောင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့်ခရပူပေါင်းတပ်ဖွဲ့များကစုခွာပေးခဲ့ရကြောင်းသိရသည်ထို့သောစုခွာပေးလိုက်ရသော စခန်း၃ခုကိုခေပူးပေါင်းတပ်ဖွဲ့ကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာယမန်နေ့အောက်တိုဘာလ၁ရက်နေ့ညနေပိုင်းတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးစစ်တပ်ဘက်မှ၅၀ကျော်တေဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည် ဗမုံမဆက်ရဆက်တနဲ့ဆက်တရငါးဘက်ကနေစစ်ခွေးတွေစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်စင်တိုက်ခိုက်လို့ဆုတ်ပီးလိုက်ရတဲ့တုံးမိုင်းရွှေပြည်သားနဲ့တပည့်ဖះเจ้าကုန်းတွေကိုမနေ့ကညနေပိုင်းမှာကျွန်တော်တို့ခရကပြန်သိမ်းပိုက်လိုက်ပြီးဗမုံတိုက်ပွဲကတော့ပြင်းထန်နေတယ်စစ်တပ်တပ်စခန်းအချို့ကိုခရပြန်သိမ်းပိုက်လိုက်ပါတယ်စစ်တပ်ဘက်ကတေဆုံးသူများပြတယ်စစ်ခွေး90ကျော်လောက်တေဆုံးနိုင်ပါတယ်ဟုခရရှေ့တန်းတည်င်းရင်မြစ်ကပြောဆိုသည် ဗမော်မျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလပိုင်းမှစတင်၍ခဲပူးပေါင်းတပ်ဖွဲ့များကဆင်နွှဲနေခြင်းဖြစ်ပြီးလက်ရှိချိန်ထိတိုက်ပွဲများနေ့စဉ်ပြင်းထန်နေဆဲဖြစ်ကြောင်းသိရသည်